မင်္ဂလာပါရှင်ရေဝံခေတ္တချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ငပယ်မြို့နယ်စစ်တမ်းနဲ့အကံပြွာကုန်းစခန်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိရဲ့အပြင်အလင်းဝင်လာသူတွေစတိုင်းရှင်နဲ့မကွေးတိုင်းငပယ်မြို့နယ်စစ်တမ်းရဲ့နေအကံပြွာကုန်းစခန်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိရဲ့အပြင်အလင်းဝင်လာသူတွေစတိုင်းရှင်နဲ့ကြောင်းအေခါတရားဝင်သတင်းထုတ်ပြန်နေ။အေခါစစ်တမ်းနဲ့အကံပြွာကုန်းစခန်းမှာရှိတဲ့အနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အေရက်ဒိုစင်မှာကစင်ကလျားထွက်ပြေးလာတဲ့စစ်တပ်တပ်ဖွဲ့ဝင်ဂျိုနယ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြ။စစ်တပ်ကနိုင်ငံပြောကုတ်စကန်မကြရှုံးရှိအတွက်လေကြောင်းပစ်ကူနဲ့စစ်ကူတွေဆက်ပြတ်ပြေးနေကြတာကနေအေကကောင်းဆုံးတုတ်ပြန်ခံစင်းနဲ့ဒုထိုးစစ်စင်လျက်ရှိကြောက်သိရတယ်။ဇမနီအော်တိုဘလာ၁၉ရက်နေ့တချို့သောနေရာတွေမှာစစ်ကောင်စီတပ်ဖွဲ့အချို့ကအင်းအီထံမှလမ်းပြူတောင်လက်နက်ကြားကလင်းဝင်ရောက်လျက်ရှိကြတဲ့ကဲတို့တချို့ကိုတိုက်ပွဲတွင်လက်ရဖက်စီရမိခဲ့ကြတဲ့ အရခတတော်နေဖြင့်အေအေတံကိုအလေးဝင်အောင်လာခဲ့ကြသူတိုင်းကိုစစ်တုံးပန်းဦးတွင်နဲ့ညီကောင်းမွန်စွာပြုစုဆောက်ရှောက်ပေးတာလျက်ရှိကြောင်းသိရတယ်။ထို့ကြောင့်ဂျပန်စစ်ကော်မရှင်မတရားတဖြစ်စစ်မှုတိုင်းစူးစောက်ချက်ခံရသူအနေနဲ့အရခတတော်နဲ့အနီးဆက်ဆုံးနေရာတွေကိုဆက်တွေ့ပြီးအချိန်မြေလက်နက်ကြအလင်းဝင်အောင်နိုင်ကြောင်းအေအေကတီးပင်လို့ဆိုရတယ်။ဆက်လက်ပြီးလောင်လုံးမြို့နယ်အောင်တပြေကိုပေါ်ကြည့်ကြောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝေယောက်တိုက်ခိုက်ဖို့စစ်တပ်ဘက်ကလေးဦးသေးသောပြီးစစ်သားလောင်ရဲစကတ်ကို ဆုပ်ပြေတနင်္သာရီတိုင်းလောက်လို့မျိုးနဲ့အောင်တပြေပေါကြီးကြောင်မှာတဆွေတိုင်းစစ်သားရဲ့ကိုရတိုက်ခိုက်ရမှာစစ်တပ်ဘက်ကလေးဦးသေးဆုံးပြီးစစ်သားအလို့ရဲစခန်းကိုထွက်ပြေးသွားကြတဝဲခိုင်တက်ပါဆိုပြေးသွားတဲ့တဝကရဲဘော်ရှဲတို့ကပြောတယ်။အော်တိုဝါလာဆက်ကိုနေနေမနက်9:00နာရီခန့်မှာလောင်လုံးမြို့နယ်ရှိအောင်တပြေပေါကြီးကြောင်မှာတဆွေတိုင်းစစ်သားတွေကအနီးအနားရှိကြိုင်မှာလူငယ်တွေကိုဘော်ဒါဆွဲဖက်စီရဲ့ထွာလာစီတော်လိုက်တဖွဲ့နဲ့ဒိတ်တွေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်တဲ့ တိုက်ပွဲတွေဂျပန်စစ်တပ်ဘက်ကလေဦးသေးဆုံးက၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာခဲ့ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြလဲဆုတ်ခွာနိုင်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကမထိနာခဲ့ရကြောင်းဖော်ကြည့်ကြောင်းမှာတက်ဆွဲတိုင်းစစ်သားလုံးလောင်းလုံးမြို့ပေါ်ရဲစခန်းကိုဆုတ်ခွာတပ်ပြေးသွားကြောင်းသိရတယ်။ထိုသောစစ်သားတွေဆုတ်ခွာရလမ်းကြောင်းတစ်လျှောက်မှာလည်းပြည်သူပိုင်နေနေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်သွားကြောင်းပြည်သူတွေကတိုက်ပွဲဖြစ်ပွားနေစဉ်စစ်ဘေးရှောင်ခဲ့ရခြင်းကြောင့်ဒီကိုက်ဝရှိတော်လည်းနေချို့ပျက်စီးခဲ့ကြောင်းသိရတယ်။ အဲ့ဒီအောင်တပြေဖုံးကြီးကြောက်ပါကစစ်ခွဲတွေတက်ဆွဲတာတလားကျော်လောက်ရှိပြီအင်အားက40လောက်ရှိတယ်။အဲ့ဒီစစ်ခွဲတွေကလမ်းတော့လက်လာပြည်သူတွေစီကစက်ကြီးတောင်းတာလေလူငယ်တွေကိုပေါ်တာဆက်ဖက်စီအရေးလှုပ်ဆောင်နေလို့ကျွန်တော်ဒွန်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့သွားတိုက်ခိုက်ချိန်မှာစစ်ကွေကနီနာကရွာတွေကိုပေါ်တာဆွဲဖက်စီပေါ်ထွက်လာတဲ့အချိန်နဲ့တိုးသွားတော့ဘုံကြီးချောင်းရှိမှာပဲအနီးကပ်ပြစ်ခတ်မှုဖြစ်တဲ့တိုက်ခိုက်မှုတွေစစ်ကွေလေးကောက်တပ်မင်းတွေသိဆုံးနေတယ်။တရားရလည်းစစ်ကောင်တပ်မင်းရှိပါတယ်။တိုက်ပွဲတွေမှာပဲစစ်ကွေတွေကလောင်းလုံးမြို့ပေါ်ရေစကန်ကုန်းလမ်းတစ်လျှောက်တနက်တွေပြစ်ပေါက်ပြီးစုကောက်တပြစ်သွားလဲတဝဲခဲတက်ပါဆိုပြက်ကြိုက်တော်ခဲရဲဝရှဲတို့ကပြောတယ်။ဆလတ်ပြောစလင်းနဲ့ရေုံမြွနဲ့မှာစစ်တပ်ကင်းမုံနဲ့လှည့်ကင်းတွေကိုမိုက်ဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်ကနှောက်သေးဆုံးမိလေးဥတရာရ မကွေးတိုင်းစလင်းမြို့ပေါ်နယ်စင်ဖြူကျွလန်းပိုင်မှာကင်းလက်နေစစ်သားနဲ့ကင်းမဝင်နေစစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ကတိုက်ခိုက်မှုရှိကြောင်းပြည်သူညီနောင်စလင်းသတင်းတောင်ကကိုပြည်သူကပြောတယ်။အော်တိုဘားလ16နေ့မှာစလင်းမြို့ပေါ်ရှိပန်းကြံတောင်နေမှာကင်းမဝင်နေတဲ့အကြပ်ဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းအော်တိုဘားလ15နေ့မှာလည်းစင်ဖြူကျွလန်းပိုင်မှာကင်းလက်နေစစ်သားတွေကိုဒေါ်လေးတပ်ဖွဲ့ကစောက်ကြွမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုတိုက်ခိုက်မှုများအတွေ့အကြပ်စစ်တပ်ကတိုက်ခိုက်မှုရှိတော့လေရေတပ်ကိုတည်ပြနိုင်ခြင်းမရှိသေးတာ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြက်လဲစုခွာနိုင်ခဲ့ကြသေးရတယ်။စလင်းမျိုးပြပြကြားတပွဲကတော့စလင်းမျိုးပေါ်ရှိဂျပန်စစ်တပ်တပ်ဆွဲတဲ့နေရာကိုဆက်လက်ပောက်ကွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်းအဂျပန်စစ်တပ်အတွေ့ရောက်ရွေးကောက်ပွဲဆောင်ရမှာလည်းတိုက်ခိုက်သွားမည်ဖြစ်ပြီးစလင်းမျိုးပေါ်မှာနေထိုင်တဲ့ပြည်သူများအနေဖြင့်လည်းအဂျပန်စစ်သားတွေအနီးဖြတ်တန်းသွားလာခြင်းမပြုရမျိုးပြယူကြည်ပြကြားအဖွဲ့နဲ့ပြည်သူညီနောင်စလင်းပူပေါင်းဖွဲ့တို့ကဆက်လက်ပြောဆိုရယ်အလားတူသခိုင်းတဲ့ရေမျိုးတပ်မှကင်းမဝင်တဲ့စစ်သားတွေကိုမိုက်ဆွဲတိုက်ခိုက်ရစစ်သားနဲ့ဦးတည်ဆောက်ခဲ့ကြောင်းပြည်သူကာကွယ်ရေးအဖွဲ့ရေမျိုးနဲ့ပတ်ကပတဲ့တင်တော်ဝင်ခန့်ကပြောရယ် အော်တိုဝါလာ76နှစ်ည7:30မိနစ်ခန့်မှာရေဦးမြို့မှာကင်းပုံဝင်နေတဲ့ဂျပန်စစ်သားနဲ့ပြူစော်ဒီဆဲဥက္ကကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကမိုက်ဆွဲတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကနှုတ်သိဆုံးပြီးလေဦးပြစ်တဲ့တရားရရှိကဒေါ်လင်းရေပေါ်တွေထိခိုက်ဖြစ်ပြန်လဲဆုတ်ခွာတိုက်ခဲ့ပါတယ်။ဆက်လက်ပြီးရန်ကုန်မှာတိတိတတ်တန်ကလေးလောက်ခဲ့တဲ့ဖြင့်ပြည်သူတွေအထက်မြင့်တိုက်တာတွေလက်မိုက်ပေါ်မှာပြေးစင်ရဒလားမြို့ကပေါ်ပြူပြီးတုံးသက်သမကိုးစင်ရှင်ကလေးလောက်ခဲ့ရန်ကုန်မြို့မှာယမန်နေ့ည7:00နာရီရှင်မင်းနေကျင်းတိတိတတ်တန်ကလေးလောက်ခဲ့တဲ့ဖြင့်ပြည်သူတွေအထက်မြင့်တိုက်တာတွေပေါ်မှာ လမ်းမတွေဘက်ကိုပြင်ဆင်အောင်ရန်ကုန်မြို့မှာပြည်သူတွေကပြောတယ်။ရမနေ့ညပိုင်းစမ်းကြောင်းမြို့နယ်အင်းစိန်မြို့နယ်လဲတံမြို့နယ်လာတာမြို့နယ်အပါဝင်ရန်ကုန်မြို့မြို့နယ်အများစုမှာငလင်းလောက်ကတော့ခဲ့ခြင်းဖြစ်ကြောင်းငလင်းလောက်ကမှာနိုင်ငံပြင်းထန်တဲ့ပြည်သူတွေတိတ်တလန့်နဲ့အထက်မြေတိုက်တိုက်ပွဲကနေပြင်ဆင်အောင်တည်ရပါတယ်။မြန်မာညွေဆိုရထုတ်ပြန်ကြရအတူဘလ၁၉နှစ်နေမြန်မာစံတော်ချိန်ည၇နာရီ၉မိနစ်ချိန်ကမှရန်ကုန်တိုင်းဒလားမြို့နယ်တွင်မြောင်းနယ်9ကီလိုမီတာဘောပြုတ်ပြီး Richester Scale 3.9အဆင့်ရှိအင်အားနိုင်ငံရဲ့မြင်ကလေးတစ်ခုလောက်ကတ်သွားကြောက်သည်ရတယ်။ ရခုနှစ်မတ်လ28ရက်နေ့လောက်ကခဲ့ပြန်ခုနှစ်သတမခုနှစ်ဆင်ရှင်စကိုင်းငလင်ကြီးလောက်ကမှုကြောင့်ပြည်သူ၄000ကျော်တိစုံခဲ့ပြီးရန်ကုန်ပအဝင်မြို့နယ်ပြည်သူတွေမှာငလင်အနေရကိုကြီးကျယ်ဆွေးနွေးကြခြင်းဖြစ်ပါတယ်ဆလာပြောစစ်တပ်ကစစ်မှုရန်တင်နှံကြောင်းနေထတ်တို့ပွင့်လဲလိုက်ပြီးစစ်တင်နှံကြောင်းပေါင်း29ခုတိရှိလာအကြပ်ဘက်စစ်တပ်ကစစ်မှုရန်တင်နှံကြောင်းနေထတ်တို့ပွင့်လဲကစစ်တင်နှံကြောင်းပေါင်း29ခုတိရှိလာကမြမစစ်ဘက်ရင်းနဲ့လွန်ကျော်ရေးဆိုင်လေးလာရေးဖွဲ့တောင်းရှိသူကပြောတယ် စစ်တပ်ကစစ်မှုထမ်းဥပဒေနဲ့မတရားပန်းစီစုဆောင်ထားတဲ့လွန်ခဲ့တဲ့ကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်နှံကြောင့်28ခုရီရှိလာပြီဖြစ်ပြီးစစ်မှုထမ်းတပ်သားများတွင်းမြင့်စုဆောင်ရရှိရေးပေါ်မူတည်ပြီးစစ်ကောင်စစ်တပ်ကအရန်တင်နှံကြောင့်နေဖြစ်ခါကတာကနဲ့ရလာတာ59တို့မှာတပ်တို့ဖွဲ့လေ့ကျင့်ပေးနေခြင်းဖြစ်ပါတယ်စစ်မှုထမ်းပတ်စည်စက်ကွန်တီစစ်အခြေခံလေ့ကျင့်တဲ့ကိုတက်တန်းတမတော်တမြင့်လေ့ကျင့်ရင်ကြောင့် ဆက်တက်တဲ့ရာခိုင်နဲ့အကြက်ကြီးတင်တဲ့ကြောင်းနှစ်တက်တက်မတက်မတော်ကွန်ပျူတာနဲ့နီးပညာတက်ကတော်ဘုတင်တဲ့ကြောင်းချင်းလျအခုလက်နဲ့ကြီးတင်တဲ့ကြောင်းတက်မတော်ကိုခံပညာနဲ့အကစားသိပ္ပံနဲ့အမှတ်59ရေးတက်လေးချင်းတက်တို့မှလက်ခံလေးချင်းတင်တဲ့ပေးခဲ့လို့သိရတယ်။တိုက်ပွဲတွေပြင်ထန်တဲ့တပိတ်ချင်းမျိုးနဲ့ရှေးစကားတာနဲ့တာတာက73ရွှေဘွချေဆိုင်စကားတာရှေးကလေးတက်နဲ့တာတာက73တို့မှလုံချွေးချင်းနေရာတင်တဲ့ပုံမှန်လက်ခံလေးချင်းပေးနိုင်ခြင်းမရှိဘဲရနာထားကြောင်း အောက်တိုဘာ10ရက်နေ့ထိစစ်မှုတန်းဘတ်စင်ဆန်ကောင်လေ့ကျင့်သင်တန်းပေးပြီးပြောဘတ်စင်16ကိုမကြောက်ဖွင့်လှစ်နိုင်ပြင်ဆင်လှုပ်ဆောင်လျက်ရှိကြောင်းသိရတယ်။စစ်ကောင်စီတပ်ကစစ်မှုတန်းတပ်သားရဲ့လစဉ်သတ်မှတ်ရေးအတွက်ကြုံလုံရရှိအတွက်နီလမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းနေတယ်လို့အရှေ့ယုံမပြတ်လေ့ကျင့်သင်တန်းပေးနိုင်အတွက်လည်းစစ်တင်တဲ့ကြောင်းတွေထပ်ထိုးပြင်ဆင်ဖွင့်လှစ်လာခြင်းဖြစ်ကြောင်းမြန်မာစစ်ဘက်ရန်နယ်လွန်ကြိုးစားလေ့လာရေးဖွဲ့ကထုတ်ပြန်နေအတက်ဖက်စစ်တပ်က2024ခုနှစ်မေလကစတင်ပြီးစစ်မှုရန်တင်တဲ့နေ့စတင်ဖွင့်လှစ်ခဲ့ပြီးလစဉ်စစ်မှုရန်လုပ်ငန်း9000ခေါ်ယူကရခုစစ်မှုရန်ပတ်စည်ဆက်ရှိတရောက်လာပြီးဖြစ်တယ်။ ဆက်လက်ပြီးဆန်းလင်းပခုတ်ကိုကျိုးပင်ကောင်းနဲ့ကံပလူမြို့နယ်မှာစစ်တပ်အခီးသွားပြည်သူတွေပါဝင်ကြရတဲ့ကဝင်ရောက်စီးနေပြီလူငယ်30ကျော်ပေါ်တာဆွဲဖက်စီမကွေးတိုင်းဆလင်းမြို့နယ်ရှိကြရတဲ့ကိုဂျက်ဖက်စစ်တပ်ကဝင်ရောက်စီးနေပြီလူငယ်9ဦးကိုပေါ်တာဆွဲဖက်စီခဲ့ကြောင်းပြည်သူညီနောင်ဆလင်းတင်းတာကကိုပြည်သူကပြောတယ်အတူပါလား၁၆နှစ်မှာဆလင်းမြွနယ်ရှိကြက်တကိုင်ရွာတောင်ဘက်ချမ်းရွာအမိုက်ကျေးမှာဘူကုံကောင်းရဲ့တာဖတ်တုံးကိုစစ်တပ်ကဖက်စီပြီးဖခင်ပြည်သူကိုခေါ်ဆောင်သွားကြောင်း ။ယင်းနေ့မှာစလင်းမြွတ်နယ်ရှိတနကုံရွာကိုစက်ဘက်စစ်တပ်ဝရောက်စစ်နေပြီးလူငယ်၃ကိုပေါ်တာဆွဲဖက်စီခဲ့ကြောင်းဒုသူဖက်စီကသူငါးကအသက်အရွယ်20ကျော်ကနေ35ရွယ်လူငယ်တွေဖြစ်ပြီးလက်ရှိချိန်ထိစလင်းမြွတ်မှာရဲစခန်းချုပ်ထဲမှာဖမ်းဆီးထားကြောင်းသိရတယ်။အလားတူမကွေးတိုင်းဘက်ကွန်မြူနယ်မကြီးကရွာကလည်းစက်ဘက်စစ်တပ်ကဝရောက်စစ်နေပြီးလူငယ်၅ကိုပေါ်တာဆွဲဖက်စီခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။ အော်တိုဘလာဆက်ချာနေမှာပကောက်ကူတမတရားတွေကထွက်လာတဲ့150ခန်းရှိကြပတ်စစ်တဲ့စစ်ကြောင်းပကောက်ကူမြို့နယ်မကြီးကံရွာကိုရောက်စီနေပြီလူငယ်9ဦးကိုပေါ်တာဆွဲဖက်စီခဲ့ကြောင်းထို့လူငယ်9ဦးကမကြီးကံရွာမှာဖြစ်ပြီးတော့ပကောက်ကူတမတရားတွေကိုခေါ်ဆောင်သွားကြောင်းသိရတယ်။ထို့ပြင်ကြပတ်စစ်တဲ့စစ်ကြောင်းရင်ကံရွာမှာပြည်သူရှေ့ကိုတည့်ရတော်မှာပြည်သူကြောင်းနဲ့မဟုတ်တဲ့ရွာမှာပြည်သူတွေကိုပေါ်တာဆွဲဖက်စီသွားခြင်းဖြစ်ပါတယ်။ စကိုင်းနိုင်ငံကမ္ဘာမြို့နယ်မှာလည်းအော်တိုဘားလဆက်တန်းတွေကရွှေဘုံမြို့နယ်ဘက်ကနေတနိုင်ဘက်ကိုတက်လာတဲ့အန်စာတုံးကားတစီပေါ်လိုက်ပါလိုက်အလုံငယ်ကိုကိုလည်းစပန်နဲ့သာပြူစော်ဒီစကန်ကနေအကြပ်ဖက်စစ်သားတွေကပေါ်တာဆက်ဖက်စီခဲ့ခြင်းဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီပဲကျေးဇူးတင်ရှိပါတယ်ရှင်။